အားလုံးပဲမင်္ဂလာပါရှင်မေမိုးရဲ့ဟင်းလေးတွေချက်ဖြစ်ပေမဲ့အတတင်းလည်းမလုံဖြစ်မတင်ဖြစ်လို့အခုတော့ဒီဟင်းလေးကဒီရက်ထဲမှာစားရတာဂရင်းတွေ့နေလို့မိတ်ဆွေတငယ်ချင်းတွေကိုရှယ်လိုက်ပါတယ်နော်ဒါဘဲဥလေးကိုအရင်ကြော်တာပါဘဲဦးပြုတ်တာတော့မရိုက်ပြတော့ဘူးเนาะဘဲဦးလေးကိုပြုတ်ပြီးကြော်တယ်ဒါပဲပြားလေးတွေကိုတုံးပြီးကြော်လိုက်တယ် အရင်ကြွကြွကြီးမကြိုက်ဘူးတင်းယုံလေးတတလေးကြော်တယ်နော်ပြီးလို့ရှိရင်ဒီမှာ CO လေးတည်ထားတယ်အခုနောက်ပိုင်းအလို STO လေးတွေနဲ့ပဲချက်တော့တယ်ဟင်းရတာပူကောင်းတယ်စိတ်လည်းဖြစ်တယ်ဆိုလို့လေတခြားဦးတွေတိတ်မတုံပြစ်တော့ဘူးဒါစနွေးမုတ်လေးနည်းနည်းထည့်မယ်ပြီးရင် CO မှွေးလာတဲ့အထိစက်သွန်အဖြူအနီနှံ့လေးကိုလေကြာလာတဲ့အထိချက်ပါမယ် ပြီးရင်တော့ဒါငရုတ်တိကြမ်းပတ်လေးပေါ့နော်ငရုတ်တိကြမ်းပတ်လေးကိုမြတ်မြတ်ထည့်လိုက်တယ်ဆက်ဆက်ကလေးစားခြင်းလို့လေအရာသာကွက်တိပဲပေါ့နော်ဟိုဟာနှစ်စွန်းလောက်ရှိမှတင်ထည့်လိုက်တာနော်အဲပြီးလို့ရှိရင်မေမွေရဲ့ main ingredient ကတော့ပစွန်ချောင်းမှုပေါ့နော်ကိုကအချိုမှုတွေပါတယ်မသုံးတော့ပစွန်ချောင်းမှုနဲ့ငပြိုင်နဲ့အထိကထားချက်ပါတယ်အကယ်၍ကိုကအဲ့ဒီဟာတွေမကြိုက်ဘူးဆိုရင်လည်းအချိုမှုနဲ့ကြိုက်တဲ့လူကလည်းအချိုမှုနဲ့ချက်ပေါ့နော်ဒါကတော့ပစွန်ချောင်းလေးမှုေးလာတဲ့အထိငရုတ်သီးထဲမှာထိုးလှော်လိုက်တာပေါ့နော်အဲပြီးလို့ရှိလို့ရှိရင်တော့ရေလေးနည်းနည်းထည့်လိုက်တယ်ပြီးလို့ရှိရင်အဲ့ထည့်ပြီးတော့မှ fish sauce ထည့်မယ် fish sauce လေးထည့်မယ် နောက်ပြီးတော့စားလေးနည်းနည်းထည့်လိုက်တယ်မပြလိုက်ရဘူးထင်တယ်နော်စားလေးနည်းနည်းထည့်မယ်ပြီးရင်ဒါ tamarins ဟိုခဲထားတာဗောနော်မကြီးသီးကိုခဲခန့်သိမ်းထားတာလေးထည့်လိုက်တယ်ပြီးရင်တော့အဲ့ဒီ sauce တွေကိုခုနကြော်ထားတဲ့ပစ္စည်းတွေထည့်လို့ရပါပြီဘဲဥထည့်ပြီးလို့ရှိရင်တော့တိုဖူးတွေထည့်ပါမယ်ဘဲဥက2မျိုးဖြစ်နေတယ်အဲ့ဒါဘဲဥအစစ်ရယ် ကြက်ဥရယ်ပေါ့နော်တကယ်တမ်းကြတော့ဒါကတော့ပဲပြလေးတွေပေါ့နော်တိုဖူးလေးတွေထည့်တယ်အာထမင်းဘယ်လိုမေးမှမသိဘူးဒီဟင်းအားလေးသိလားထမင်းဖြူလေးထဲမှာအဲ့ဒါလေးပုံပြီးတော့လေ vegetable လေးတွေနဲ့ကိုကြိုက်တဲ့သီးနှံပေါ့နော်အဲ့ဒါနဲ့စားလိုက်လို့ရှင်လေဘာမှအများကြီးလဲမလို့ပေါ့နော်အဟာရလည်းဖြစ်တယ်အဲ့လိုမျိုးပေါ့နော်စားလို့တကယ်လည်းကောင်းတယ် အဲပြီးလို့ရှိရင်အဲ့ဒီ sauce လေးနဲ့သူ့နဲ့နှံ့သွားပြီးလို့ရှိရင်သူ့ခဏလေးပေါ့နော်၅မိနစ်လောက်ရတာလည်းကောင်းချက်လိုက်ပါတယ်မြည်အရင်ပြင်းနေချက်ပါခပ်ချက် ချိန်နေပေါ့နော်မေမိုကအဲ့လိုအေးဆွတ်ဆွတ်နဲ့ကြိုက်တယ်။ဒါဆိုရင်နာနာမေရဲ့ပေါင်းလိုက်မယ်။ထထဒါဆိုရင်တော့ဘဲဥဟောကြက်ဥရောပဲပြားနဲ့ ချင်းချင်းဆက်ဆက်ဟင်းလေးတပွဲရပါပြီ။ထမင်းပူပူလေးနဲ့တွဲစားလို့လိုက်ဖက်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။